တရက်ကိုရွှေတစ်ကျပ်သားဝင်နိုင်တဲ့အနုပညာရှင်ရရှိခဲ့တဲ့ဇက်ပိုတိယုတ်ဆောင်ခင်မမို့အပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ခင်မမို့အေကဇက်ပိုတိယုတ်ဆောင်နေနဲ့အနုပညာလောကကိုစောင့်ဝင်ခဲ့ပေမဲ့ကံနဲ့စံကြောင့်အောင်မြင်မှုတဟုန်တို့တက်လာခဲ့ရတာပါအစပိုင်းတော့ကဆိုဘသူကမှခေါ်ရိုင်းမဲ့သူမရှိပေမဲ့အရေးချင်းရှိရာကိုထုံးလုံးရေးတွေနဲ့ဒရိုက်တာတွေကတိကနေရာရရှိလာခဲ့ရပါခင်မမို့အေးရဲ့လို့လူတိများသွားခဲ့ရတာကတော့ပန်းနုသွေးဇလန်တွဲဖြစ်ပါ යි ပန်းနုသွေးဇလန်တွေကခင်မမို့အေးရဲ့လို့လူတိများစီခဲ့တာဖြစ်ပါတယ်။ပန်းနုသွေးဇလန်တွေလွင့်ပြီးတဲ့အချိန်မှာခင်မမို့အေးအတွက်ရွှေတခိဖြစ်ခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။အစပိုင်းတော့ဆိုခင်မမို့အီကတရက်မှာအမှုပညာကျင်းငွေတရာတာရရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တရက်ကို900အထိရရှိလာခဲ့တာပါ။ချွေတကြက်သားဝယ်လို့ရတဲ့ပမာဏတစ်ခုအထိကိုရရှိလာခဲ့တာဖြစ်ပါတယ်။ တရက်အတွက်အမှုပညာရှင်လက်ခံလိုက်တာနဲ့ရွှေတကြက်သာဝင်နိုင်ခဲ့တာမို့ခင်မမို့အေးအတွက်တော့အပျော်ရွှင်ရသောအခိုက်အတန့်ဖြစ်နေရပါခင်မမို့အေးကအခွင့်အရေးရလာချိန်မှာအမိရဖန်းဆုပ်တက်သူလည်းဖြစ်ပါတရက်ကိုရရှိလာတဲ့အမှုပညာရှင်တွေကိုမတုံ့မိတိကျစုဆောင်းပါရွှေတွေလည်းဝဲစုထားကနောင်ရီအတွက်စုဆောင်းခဲ့တာဖြစ်ပါရွှေတကြက်သားစီဝဲစုထားရင်လည်းအချိန်ကြာလာနေအမျှစုဆောင်းမိလာခဲ့ပါ ဒါကြောင့်မို့စာဝင်းနေရေးမချောင်တဲ့ရပ်ပုတ်သမားတွေထဲမှာခင်မမွေအေကအဆင်ပြေလာခဲ့ပါ යි ။အရင်နှောင်းကတော့ခင်မမွေအေမှာအဆင်ပြေရဲ့အနေထားမဟုတ်ပါဘူး။ဒါပေမဲ့စုဆောင်တက်ကမဖြုံးတက်တာမို့အိမ်လဲပိုင်လာခဲ့ပါ යි ။ငယ်ရွယ်တဲ့အချိန်တုန်းကစုဆောင်မိခင်ရာတွေကခုချိန်မှာတော့လူကြားထဲမှာအခက်အခဲမရှိနေနိုင်လာခဲ့တာပါ။ဥဇာတာကံကအောင်သူကိုယ်တိုင်ကြိုးစားနိုင်ခဲ့ပါ යි အခုချိန်ထိလည်းခင်မမို့အေကအမှုပညာအလုံးနဲ့ရက်တီနိုင်တော့ဖြစ်ပါ යි အသက်60ကျော်မှကင်ဆာတာတက်ကခေါင်းဆောင်မင်းသမီးပါဖြစ်ခွင့်ရခဲ့ပါ යි ။ငါတို့တီတာခင်မမို့အေးများဖြစ်ကြသည်ဆိုတဲ့ရုပ်ရှင်မှာ ခင်မမို့အေးကခေါင်းဆောင်မင်းသမီးဖြစ်ခွင့်ရရှိခဲ့တာပါ။ဒရိုက်တာညိုမင်းတွင်ကရိုက်ကူပေးကခေါင်းဆောင်မင်းသမီးတင်ခဲ့ပါ යි ။ခင်မမို့အေးကခုလက်ရှိမှာအသက်အရွယ်ကြောင့်အလုပ်လည်းတိတ်မလုပ်နိုင်တော့ပါဘူး။ဒါပေမဲ့လည်းအလုပ်တွေကအရန်ကိုများနေရမို့မနားနိုင်ဖြစ်နေရပါ။ အသက်ကြီးလာချိန်မှာခေါ်ရိုက်တဲ့သူများနေလို့ပြန်ငယ်ခြင်းစိတ်တောင်ဖြစ်နေရတာပါအသက်ငယ်တုန်းကဆိုရင်ခင်မို့အီကမတားတမ်းရိုက်ကူကဆူဆောင်းမှာဖြစ်ပါ යි ငငယ်တုန်းကလည်းဆူဆောင်းနိုင်တဲ့အရွယ်မှာတက်နိုင်သမျှဆူဆောင်းခဲ့ပါ යි အခုချိန်မှာတော့ဆူထားတဲ့ရွှေတွေမရှိတော့ပါဘူးအဆိုပါရွှေတွေကိုရောင်းချကအိမ်ဆောင်လိုက်တာကြောင့်မှအိမ်ကောင်းတစ်လုံးကိုဆောက်ကစားတော့ဖို့လေးချန်ထားရင်အေးစီးဖြစ်တဲ့တော့မှာပါခင်မို့အီကအမှုပညာလောကမှာပွဲရှာတာမျိုးလည်းမရှိပါဘူး သူ့အနေနဲ့ဝင်ငွေရှိခဲ့ဘူးတာကိုပြောပြုံတာဖြစ်ပြီးကြွားတာမျိုးတော့မဟုတ်ပါဘူး။ခင်မမိုအေးကသားသမီးတွေကိုလည်းအမှုပညာချင်းနဲ့ပဲပညာတတ်အောင်ပြုစုပြောထောင်ခဲ့တာပါ။ခုဆိုရင်သားသမီးတွေကလည်းပညာတတ်တွေဖြစ်ကောင်း မိဘကိုပြန်လုတ်ကျွေးနေပါပြီ။ဒါကြောင့်မို့စိတ်ချမ်းသာရတဲ့ဘဝအခြေအနေတစ်ခုကိုရရှိနေပါပြီ။ဇကားရီထဲမှာပြီးလိမ်ဆန်ပေမဲ့အပြေလူနေမှုဘဝမှာဇကားပြောအီးစီရာကြောင့်ခင်မမို့အီကိုဆိုရင်ပြိသက်တွေကသဘောကျနေကြတာဖြစ်ပါ යි ။ချွေတကြသားဝင်နိုင်တဲ့အမှုပညာချင်းမျိုးရခဲ့ဖို့တဲ့ခင်မမို့အီအပေါ်အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်စုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။